ယောက်လူ၄ယောက်တစ်ဖွဲ့ယောက်ချလာပြီးတော့၂ယောက်ကအကောင်လေးကိုဝိုင်းချုပ်တယ်တယောက်ကကြတော့အရှိန်ကနေပြီးတော့စောင့်ပြီးတော့ဗောနော်ပစိုးနဲ့အင်ဂျင်နီယာဝစ်ထားတယ်ကျန်တယောက်ကကြတော့ အကောင်လေးကိုလက်ထိတ်ခတ်ဖို့အတွက်လုပ်နေရဲ့ဟဲ့ဘာလုပ်နေရလဲဆိုလို့ဆိုတော့လုံးဝမလုံးနဲ့ပေါ့တော့ဘာလုပ်နေရလဲဆိုဓာမီးရေတခါကလည်းရောက်ချလာရောက်ချရညီမကြောက်တော့អော်တာပေါ့အေးកាចាប់អោកាចាប់អោកាចាប់អោဒီမှာជីမအោဖမ်းဖို့အတွက်လုပ်နေရဲ့ဘယ်သူတွေမှမသိဘူးဆိုအဲ့လိုမျိုးអော်တာအလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျာဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ရန်ကုန်လူမျိုးကြီးတွေမှာပေါ့နော်လူစီကားတဲ့နေရာကြီးတွေမှာနှိကင်းကြောင်တောင်တောင်မှာပေါ့နော်လူငယ်ယောက်ျားလေးတွေကိုလက်ထိတ်ခတ်ဖမ်းဆီးတဲ့ဆိုတဲ့အကြောင်းလေးကိုတငယ်ချင်းတို့ကျွန်တော်မျှဝေပေးခြင်းတာပါဗျ ယ်ဖြစ်ပါတယ်ဗျဒီကညီမလေးတယောက်ကပေါ့နော်သူတွေ့ကြုံရတဲ့အဖြစ်အပျက်ကလေးကိုသူကပြန်လည်မျှဝေပေးထားတာဗျကျွန်တော်ရန်ကုန်မှာဆိုရင်ပေါ့နော်လှေတန်းလိုနေရာမျိုးမှာဆိုရင်နေ့လယ်နေကင်းဆိုရင်လူကိုအရန်စီတာဗျနော်အဲ့လိုနေရာမျိုးတွေတောင်မှပေါ့နော်နှိကင်းကြောင်တောင်လူငယ်တွေကိုဖန်စီလက်ထိတ်ခတ်ပြီးတော့ဖန်ခေါ်သွားကြတာတဲ့ဗျာနော်ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဒီလိုမျိုးကြီးပြကြီးတွေမှာနေရဆိုရင်အပြင်ထွက်ရင်ပေါ့နော်တယောက်တည်းမထွက်ဘူးကျွန်တော်ကပြောချင်ပါတယ် ယောက်ျားလေးတွေတောင်မှမလုံခြုံတဲ့ခေတ်ဆိုတော့နော်မိန်းကလေးတွေဆိုရင်အထူးတတိထားတင်နေဗျကဲဒီညီမလေးကသူကြုံတွေ့ရတဲ့အကြောင်းအရာလေးကိုပြန်လဲ share လုပ်ပေးထားတာဒီညီမလေးတွေ့ကြုံရတဲ့အတွေ့အကြုံလေးကိုကျွန်တော်တို့အတူတူသင်ခန်းစာယူလိုက်ကြရအောင်ဗျာနော်ဒီမှာတခုဒီပေးတရားရှိလို့ပေါ့နော်ဒီ review ကလည်းအရေးကြီးပါတယ်ပြောပြပေးမယ်နော် အစ်ခါလေးတော့နားထောင်ပေးပါနော်ဘာလို့ဆိုတော့ရိုက်တဲ့မရိုက်တဲ့အခါခါစဉ်းစားပြီးမှမြမကဒီလိုမျိုးကြုံတွေ့ရတာခုနဲ့ဆိုတော့အလောင်းရှိဘူးပေါ့နော်ကိုရှိနေဖြစ်ဖြစ်သွားတာမြင်ရတော့စိတ်မကောင်းလို့ပေါ့နော်အဲ့ဒါကြောင့်မလို့လာပြီးတော့အခြားသူတွေသိအောင်မျှဝေပေးခြင်းဖြစ်တယ်ဘာလဲဆိုတော့အထူးသဖြင့်ယောက်ျားလေးတွေပေါ့နော်အပြင်သွားတဲ့အခါကျလို့ရှိရင်တယောက်ထဲသွားတဲ့တမားတွေလုံးဝဂယူစိုက်ပါရှင်ဘာလို့ဆိုတော့ဒီနေ့ပေါ့နော် ကြည့်မြင်လိုက်ပန်းရံဟိုညီမညာစီမှာဈေးဝယ်ရင်းနဲ့ပေါ့နော်ပန်းရံနဲ့ဟိုညာစီမှာဈေးမဝယ်ရင်းပန်းရံကိုမှောက်ရင်းသွားရဲပန်းရံသွားတဲ့အခါပန်းရံမှာဘာဖြစ်ရဲအတွဲလေးတွေလာကြတယ်လမ်းလျှောက်တဲ့သူတွေလာတယ်ခလေးတွေလာတယ်တချို့တွေဆိုခွေးကြောင်းရင်းနဲ့လာကြတယ်ကွာအမှကောင်လေးတယောက်ကထိုင်းနေတယ်ထိုင်းနေတာသူကအချွေတောက်နေတာတိလားသူကအဖော်လည်းမပါဘူးတယောက်ထဲသူ့ဘေးသားမှာကြတော့ ကောင်လေး2ယောက်ပဲကောင်မလေး1ယောက်ပဲ3ယောက်တူတူထိုင်ပြီးတော့စကားပြောနေတယ်။သူ့ရဲ့ဘီနာတွေမှာကျတော့အတွဲတွေအတွဲတွေနဲ့အဲကောင်လေး2ယောက်နဲ့ကောင်မလေး1ယောက်ထိုင်စကားပြောနေတယ်။ဘီနာမှာကျတော့ညီမကထိုင်နေတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့လူ4ယောက်လူ4ယောက်တစ်ဖွဲ့ယောက်ချလာပြီးတော့2ယောက်ကအကောင်လေးကိုဝိုင်းချုပ်တယ်။တယောက်ကကြတော့အရှိန်အနေပြီးတော့စောင့်ပြီးတော့ပေါ့နော်ပစိုးနဲ့အိမ်ကြီးနဲ့ဝှက်ထားတယ်။ ကြံတယောက်ကကြတော့အကောင်လေးကိုလက်ထိတ်ခတ်ဖို့အတွက်လုပ်နေရဲ့အဲ့ဒီအချိန်မှာအကောင်ကြီးကကြတော့ကကြပါအောင်ကကြပါအောင်ဆိုရုံးရင်ဆိုင်ရုံသားကြီးကနေသူထိုင်းနေရတယ်အဖမ်းခံရတော့ကွာသူကလည်းကြောက်ကြောက်လန့်လန့်နဲ့အော်တယ်ဘီနားမှာလည်းလူတွေတော့ရှိနေမယ်လူဘာဖြစ်မှန်းလည်းမသိဘူးခုမှလည်းရုံးရင်ဆိုင်ကဖြစ်နေရဲ့နှစ်ယောက်ကချုပ်ထားတယ်တယောက်ကကြတော့အရှိမမတယောက်ကကြတော့သူလက်ထိတ်ခတ်ဖို့အတင်မတင်စူးစမ်းနေတဲ့အချိန်မှာသူကရုံးပြီးတော့အော်လဲအော်လဲအော်တယောက်ကနေဘီနားနှစ်ယောက်ကဝိုင်းချုံရတယ်အကောင်ကြီးရဲ့မျက်နှာကဆောက်ဖက်ကိုလက်သီးရည်နဲ့ထိုးတာရှင်သိလားอืม ဘင်းသားလူတရားကုကဲ့ချင်းမင်းမလဲတတိထားကြဗျာနော်ဆိုတော့သူတို့ရှိမှကြတော့လက်ထိပ်ပါတော့လေသူတို့လဲဟိုဝိုင်းဝိုင်းပြီးတော့ဘယ်လိုပြောမလဲဖမ်းခံရမှာဆိုတယ်ပေါ့နော်အဲကြောင့်ဘယ်သူမှတုံ့တုံ့မလုံးမကူညီကြအောင်ညီမကမိန်းကလေးဖြစ်နေတော့ပေါ့နော်တယောက်ထဲညီမကသွားတာကူညီချင်းမင်းမလဲဘာဖြစ်လို့ဖမ်းတာလဲဘာကိစ္စရှိလို့ ဲ့လိုမျိုးလောက်တာလည်းပေါ့နော်မေးချင်မေးမယ်လို့သူတို့ကကြာလက်ထိတ်တွေအခြားပစ္စည်းပါရင်ရှင်ကိုလည်းမမြင်ရတော့ခကနနလည်းမသိတော့မကူညီလိုက်ကြဘူးပေါ့နော်အကောင်လေးရကြတော့ဘလိုပုံစံလဲဆိုတော့အောက်မှာဘောင်းမိရကြတော့သူအိမ်နေပို့ပေါ်ပါလာတဲ့ပုံစံလမ်းလျှောက်နေတဲ့ပန်းမြန်ဆိုတော့ကွာအပန်းဖြေနေတဲ့အရှိဘမဘောကဟိုကပါလေဟိုဘောလေးဒီဟိုဘောလေးချင်းမြန်ပန်းမြန်ဆိုတော့တီးတဲ့အတိုင်းအမတို့ရအရှိဘမကြတော့ တင်လဲကန်းချီလိုမျိုးပုံစံနဲ့လှေလေးတွေသွားတာကြီးလို့လှရတယ်ကွာအဲကြောင့်မို့သူလဲပိုးပေါ်ပါပါနဲ့ဟိုအိမ်နေဝင်ပြီးတော့လာကြီးတဲ့ပုံစံမှာပဲလူရည်တက်မှာအောက်ကဘောင်းမီရကြတော့ကောင်လေးတွေဝတ်တဲ့ပုံစံချီဘီတိုလေးဝတ်ထားတယ်အပေါ်ကကြတော့ဘောလုံးအင်ကြီးလိုမျိုးပုံစံဟိုမှာသူကအနီရောင်လေးဝတ်ထားတယ်သိလား အကောင်လေးကိုလက်ထိတ်ခတ်ပြီးတော့လူလေးယောက်ကဖမ်းသွားပါတယ်ကျန်တာတော့ဘာဆက်ဖြစ်လဲမသိလိုက်ဘူးညီမတို့ရဲ့ဘီနာကနေပြီးတော့ဖမ်းပြီးတော့ဗောနော်ပန်းချင်အပြင်ဘက်ကိုခေါ်ရတာပါဘာဖြစ်လို့ဖမ်းလဲလဲအကြောင်းအရာခခနန္ဒတိချာမသိရပါဘူးတော်ကြဟိုလူပြောင်းနေတဲ့သူတွေရှိတဲ့အခါကျရင်ဘလို့ပုံစံလဲဆိုတော့ညီမပြောပြလိုက်တဲ့အခါကျတော့လူပြောင်းနေတဲ့သူတွေရှိတဲ့အခါကျလို့ရှင်လို့ရှင်တေချာတတိထားမိနိုင်အောင်လို့ဗောနော်ပြောပြပေးတာဖြစ်တယ်အခုနဲ့ဆိုကြုံရတာ၃၄ခါလောက်ရှိပြီဗောနော်အဲ့လိုမျိုးညီမရှိရင်ဖြစ်တာတစ်ခါရဲမဟုတ်နောက်နေ့တစ်ခါလဲရှိသေးတယ်ဗောနော်အဲ့ဒါက ြောင့်မလို့လာပြီးတော့ဝင်မြပေးရပါအပြင်ထွက်လို့ယောက်ျားလေးတယောက်တည်းဆိုသတိထားပါ အဖော်မပါတဲ့သူတွေလည်းထူးသဖြင့်ဂယူးဆိုင်ကြပါနော်အပြင်သွားတဲ့အခါခေတ်ကာလမကောင်ဘူးတီးတဲ့အတိုင်းပဲလူတွေပျောက်ကြရဲဘသူကိုဖမ်းသွားရဲဘယ်နေရာမှာပတ်စံဘလောက်ပတ်စံဘလောက်နဲ့လာယူပါချက်ချင်းလာယူခိုင်းနေအင်အားလူတွေကိုလာမယူနိုင်တဲ့အခါကျလို့ရှိရင်တက်ပစ်တာတို့လမ်းမမှာတက်ပစ်ပြီးတော့လှုပ်ပစ်ခဲ့တာတို့တခါလေကျစစ်ကြောရေးပို့လိုက်တာတို့အဲ့လိုမျိုးတွေရှိရဲလေကြားဖို့မှာပါလိုင်းမုံမှာဖြစ်ပြနေရည်လေအဲ့လိုမျိုးတွေလည်းဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်မလို့အပြင်သွားတဲ့အခါယောက်ျားလေးတယောက်တည်းဆိုလုံးဝဂယူးဆိုင်ဖို့မမေးပါနဲ့ရှင်ပြီးလို့ရှိရင်လှေတဲ့ဝိုက် လာမယ်ဆိုလဲလှဲထဲမှာလဲအဲ့လိုမျိုးဖြစ်စဉ်အလားအတူညီမရှင်ရင်တယောက်ကိုဖမ်းသွားတာညီမကြုံရဘူးပါလေတကယ်တော့ကိုယ့်ကိုလာဖမ်းတာပေါ့နော်တကယ်တော့ကိုယ်ကဘာမှလည်းမလုပ်လမ်းလျှောက်ထွက်တာအဲ့ဒါကြောင့်မလို့ပေါ့နော်ညီမကကြတော့ကြောက်လန့်ပြီးအဲ့ချိန်អော်လိုက်တဲ့အချိန်မှာမဖမ်းမနဲ့အခြားသူကိုဖမ်းသွားရဲပေါ့နော်အဲ့လိုမျိုးဘူးနဲ့ဆိုနှစ်ခါသုံးခါကြုံထားရတာဖြစ်တဲ့အတွက်ကြောင့်အခြားသူတွေအဲတတိထားနိုင်အောင်လို့ပေါ့နော်ဆင်ကျင်နိုင်အောင်လို့အပြင်သွားတဲ့အခါတယောက်တည်းဆိုယောက်ျားလေးဆိုလုံးဝဂယူဆိုင်ဖို့မမေ့ပါနဲ့လာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ဒါပဲနော် ဒီမှာဒုတိယပိုင်းညီနဲ့ဆက်ပြောပြမယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီကိုပေါ့နော်ကိုကိုမူးပြောတာမြန်မာလေခင်မကောင်းဘူးလေတယောက်တည်းမသွားတင်ဘူးလို့သူပြောထားတယ်ပေါ့နော်တကယ်လည်းခင်ကပြက်နေတာတီးတဲ့အတိုင်းမှာပဲလုံးဝတယောက်တည်းမသွားတင်တာပါညီမကြတော့ဘာလို့တယောက်တည်းသွားခဲ့လဲဆိုတော့ ညီမမအိမ်မှာနေရင်ဖို့မရှိပါဘူးမောင်ရရလည်းသူ့လုံနေသူ့ပေါ့နော်အဖေကကြတော့နေမှာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ရန်ကုန်မှာအပြင်သွားအပြင်လာဈေးသွားဈေးဝယ်လို့လည်းမျိုးမောင်သွားစားတာတော့မလို့ဆိုတယောက်ထဲပဲများပါတယ်အတယောက်ထဲအချိန်မှာပဲကြုံကြုံရတာပေါ့နော်အဲဒါကြောင့်မလို့များတီအောင်လို့ဝင်းမြပေးခြင်းဖြစ်နေတယ် ပထမတစ်ခါကြုံလာဆိုလို့ရှိရင်တော်တော်လေးကြောက်ဖို့ကောင်းတယ်အဲ့ခါကျတော့ဒီလဲမှာဖြစ်တာပေါ့နော်ညီမကကျတော့လဲလဲမှာနေရဖြစ်တဲ့အတွက်ကြောင့်မဖြစ်တာလဲဆိုညီမကညနေပဲဆိုလမ်းလျှောက်ထွက်တဲ့အထက်မှာပါပါတယ်လမ်းလျှောက်ထွက်တဲ့အခါမှာသူကညားပဲပေါ့နော်အုပ်စုလိုက်ရောက်ချလာပြီးတော့ဓာမီတကားကနေလူကိုဟိတ်ပါလုံနေရလဲဆိုပြီးတော့လာဖမ်းဖို့အတွက်ပြင်ဆင်တာပါ ပတ်သမီးအနေနဲ့ထပ်ပြောပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တဲရန်လူလူစီကားတဲ့နေရာမှာလေလူတွေများတယ်လူသွားလူလာများတယ်ဆိုပြီးတော့အဲ့လိုမျိုးအဖမ်းအဆီးတွေမရှိဘူးလို့ထင်တယ်နော်ညီမဖက်မှာကျင်းစွန်းစကြုံတဲ့နေရာကဒီအခုလှဲထဲမှာပေါ့လုံအောင်လူစီကားပါတယ်ဆိုတော့လှဲထဲမှာအရင်ဦးဆုံးကြုံခဲ့တာပါအဲ့ဒါကြတော့ညီမကိုယ်တိုင်ကိုပေါ့နော်သူကဖမ်းဖို့အတွက်လာတာပါတကယ်တမ်းညီမကြတော့ဘာမှပြစ်မှုလည်းလုပ်ထားတာမရှိဘူးညီမကြတော့လမ်းလျှောက်ထွက်တာပေါ့နော်ရထားတန်အမ်းမှာလှဲထဲနဲ့အိမ်ကလည်းပြီးတော့ plan ကိုမုတ်သွားဝယ်စားတာတော့ဘာလို့ဒီညီမကသွားပြစ်တယ်မုတ်စားရတာလည်းကြိုက်တော့ပြီးတော့လမ်းလျှောက်ထွက်ရင်းနဲ့ညီမတို့ရထားတက်လမ်းမှာပေါ့နော်အဲ့ဒီကလမ်းသွားလျှောက်လမ်းလျှောက်ထွက်တာပါလမ်းလျှောက်ထွက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ညီမတို့ရဲ့ဘေးဘက်ဘက်လမ်းမှာကျတော့အတွဲလေးတွေထိုင်နေရပေါ့နော်ကောင်းလေးနဲ့ကောင်းမလေးစကားပြောရင်းနဲ့ထိုင်နေရညီမကျတော့တယောက်ထဲညီမနဲ့အတူတူပါလာတဲ့အဖေါ်ကတော့လမ်းလျှောက်နေရပေါ့နော်အဖေါ်ကကျတော့လမ်းလျှောက်လို့ဟိုးဘက်ထိတ်ကိုရောက်နေတဲ့အချိန်မှာညီမကျတော့ဒီဘက်ထိတ်ကဲ့ ဟိုအလဲကောင်လောက်မှာထိုင်ကျန်ခဲ့တယ်ပေါ့နော်ဟိုကြည့်ကြည့်ချင်းတယ်ပေါ့နော်အဲ့အချိန်မှာမဖြစ်လဲဆိုတော့နေဝင်ပြိုးစားဖြစ်နေတဲ့အချိန်မိုးချုံနေရဲအဲ့ဒါအပြင်ဟိုမှာအဲ့နေရာတတိုက်ဆိုင်တိုင်းပေါ့နော်မီးလဲပြက်နေတဲ့အချိန်ဖြစ်နေတယ်အဲ့အချိန်မှာမဖြစ်လဲဆိုတော့ခေါလန်းမညီမပြောသလိုမျိုးပဲအောက်စုလိုက်လူ900 600လောက်ရှိတယ်ဒံမီတကားကလည်းရထားတန်တဲ့ဘက်ကိုရောက်ချလာတာ ဟိုဘက်ပလက်ဖောင်းကနေပြီးတော့ညီမထိုင်နေရဲ့ပလက်ဖောင်းပေါ်အသေးအသေးသူတို့ကပြေးပြီးတော့လိမ့်တဲ့မိရင်းနဲ့ဆင်းလာကြတာဆင်းတဲ့ဆင်းကိုညီမကြောင်သွားတာပေါ့ဘာမှမလုပ်တာထိုင်နေရဲ့သူလေးထိုင်နေရဲ့နေရာကိုသူတို့ကအဲ့လိုမျိုးရောက်ချလာတော့ညီမကြောင်သွားတဲ့ကြောင်ကအစာပိုင်းကရင်ထဲမှာထိတ်ခွဲပဲဖြစ်ပြီးတော်တော်လေးမတော်တော်လေးလန့်သွားလန့်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 သူကနေပြီးတော့ဘာဘာလန့်ပြောလဲဆိုတော့ ဟဲ့ဘာလုပ်နေရလဲဆိုလဲဆိုတော့လုံးဝမလုံးနဲ့ပေါ့တော့ဘာလုပ်နေရလဲဆိုဓာမီးရေတခါကလည်းရောက်ချလာရောက်ချရညီမကြောက်တော့អော်တာပေါ့အေးកាចាប់អូកាចាប់អូកាចាប់អូဒီမှာជីမကိုဖမ်းဖို့အတွက်လုံးနေရသူတွေမမှတည်ဘူးဆိုအဲ့လိုမျိုးអော်တာခဏឯងជាရှင်ជាညီမအတန်အချိန်မှအချိန်ပဲကြောက်ကြောက်တော့လဲဟိုကអော်တာပေါ့လက်ပြီးတော့អော်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူက target ကညီမကိုမဟုတ်တော့ဘူး အဲ့ဆိုညီမအဲ့လိုမျိုးကကြောက်အောင်ကိုကြီးလာပါအောင်ညီမနဲ့အတူတူပါတယ်လမ်းလျှောက်တဲ့သူနဲ့ပါတာ哦အဲ့တော့ကိုကြီးလာပါအောင်ကိုကြီးလာပါအောင်ကိုကြီးလာပါအောင်အဲ့လိုမျိုးစတိုက်စတိုက်អော်တာမနာမချင်ညီမထိုင်နေရဲ့ဟာကြယထာတန်လမ်းဖြစ်တော့ယထာတန်လမ်းရဲ့ဘေးဘက်ပလက်ဖောင်းနှစ်ခုရဲ့ဘေးဘက်ဘက်လမ်းမှာကျတော့အိမ်အိမ်ကြီးရှိတယ်ဟိုဘက်အတန်းမှာလည်းအိမ်ကြီးရှိတယ်ညီမထိုင်တဲ့နောက်ဖက်အချက်မှာလည်းအိမ်ကြီးရှိတော့တို့ကတစ်ခုခုဆိုတော့တို့ကိုတို့မလုံးဦးထင်ပါတယ်အဲလူတွေဝိုင်းအောင်လာပြီးလိုက်မှလည်းကြောက်တော့တို့ကဘာလုပ်လဲဆိုတော့မောင် ရိတ်ခုံမှုဆိုပြီးတော့ မြမဘီနာအတွေ့တွေ့ကောင်လေးနဲ့ကောင်မလေးအကောင်လေးနဲ့ကောင်မလေးကိုလက်ထိတ်ခတ်ပြီးဖမ်းဖို့လုပ်တယ်တော့ကောင်မလေးကလည်းငွေရည်ရယ်ကိုရည်သမီးတို့ဘာမှမလုပ်ပါဘူးတိုင်းတူယောတာယောထိုင်းနေတာပေါ့နော်ဘာလို့ဖမ်းမှလည်းမဖမ်းမှလည်းသမီးတို့ရှိမှဘာပြဿနာလည်းမလုပ်ပါဘူးပေါ့နော်ဖုံးမဲ့ပါပါလေဆိုပေးရှိရဖုံးအဲ့ဆိုဖုံးပိုင်ဖုံးသိမ့်မယ်ပြဿနာအိမ်ပိုင်ပြဿနာအိမ်သိမ့်မယ်ဆိုပြီးတော့အဲ့လိုမျိုးလှုပ်လှုပ်လှုပ်ပြီးတော့အတင်းပင်းတော့ဆွဲခေါ်သွားတာ မယိုင်းတာနော်။ကောင်းလေးကလည်းတော်တော်ခက်ခက်ရရတောင်းမယ်နဲ့။ကောင်မလေးကလည်းတော်တော်ခက်ခက်ရရတောင်းမယ်နဲ့။လုံးဝမရဘူးရှင်။အဲ့တော့ကံကောင်းလို့ကျွန်မအဖမ်းမခံရတာပါ။အဲ့ဒါလေးသိစေချင်လို့ပါ။ ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းเนาะဒီညမလူအဖြစ်မျိုးမဖြစ်ရအောင်ညဘက်တွေပါတွေသွာလာတာတတိထားကြဗျာเนาะနှိဘက်တွေဆိုရင်လည်းတယောက်တည်းမထွက်နဲ့ဗျာเนาะနှိဘက်တွေတောင်မလုံးကျုံဆိုတော့ညဘက်ဆိုရင်တော့ပြောမနေတော့နဲ့ပေါ့ဗျာရန်ကုန်ဆိုရင်တော့ကျွန်တော်လှဲတန်းလူမျိုးလူစီကားတဲ့နေရာတော့ဒီလိုမျိုးလောက်တယ်ဆိုတော့တခြားနေရာတွေဆိုရင်တငယ်ချင်းတို့စဉ်းစားကြည့်တော့ဗျာเนาะဒီညမပြောသလိုမျိုးခစ်ကမကောင်းတော့ဘူးဗျာเนาะအဲဒါကြောင့်မလို့သွာတာလာတာအဆဆရရာတတိထားကြအောင်ဗျာဒီအကြောင်းเนี่ยเนาะရှီရှီဝေးဝေးသိပ်ပြီးတော့မပြောတော့ပါဘူးတငယ်ချင်းတို့လည်းတိလောက်မယ်လို့ထင်ပါတယ်ဗျာ ကြည့်နေကျွန်တော်တဲ့ငယ်ချင်းတွေလည်းဒီညမာလေးလိုမျိုးเนาะအဖြစ်ပြက်နဲ့ကြုံတွေ့ဘူးတဲ့သူတွေရှိလာပြန်เนาะရှိတယ်ဆိုရင်လည်းအများသူငါတတိထားလို့ရအောင်လို့ဘိုးသူရရအောင်လို့ကျွန်တော်အောက်မှာ comment လေးနဲ့ share လုပ်ပေးခဲ့ပါအောင်ဗျကဲဒီနေ့ video လေးကတော့ဒါလောက်ပါပြန်เนาะနောက်ထပ် video မှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျာเนาะ